အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်ဆန်းပေချင်းရဲ့အောင်ဆန်း channel ကနေဒီတစ်ပိုင်းပြန်လေးကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့သင်ကျွမ်းကျင်ဖို့လိုအပ်တဲ့ skill ၃မျိုးဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နံပါတ်၁ skill ကတော့ technical skill လုံဆောင်နိုင်မှုစွမ်းရည်အလုပ်တစ်ခုကိုပြင်းမြအောင်လုပ်နိုင်ရဲ့အရေးချင်းပေဖြစ်ပါတယ်တနည်းအားဖြင့်အသက်မွေးဝမ်းကြောင်းပညာရဲ့တစ်ခုခုကိုဆိုလိုတာလေးဖြစ်ပါတယ် ဥပမာပြောရရင် marketing joint gender accounting joint gender စပုံမှုပညာ joint gender စိုက်ကဲပြုပညာ joint gender ဆောင်းလို့ရပညာပံမြောက် joint gender စတာတွေပါဝင်ပါတယ်ဒါအပြင်စချို့ joint gender နည်းပညာ joint gender တွေလည်းပါဝင်ပါတယ်တင်ကနေပင်တစ်ခုခုမှာ joint gender ပံမြောက်ထားဖို့လိုအပ်ပါတယ် လက်မှုပညာကျွမ်းကျင်မှုလေးပါဝင်ပါတယ်တကယ်လို့တင်မာပညာရတခုခုကျွမ်းကျင်ပမြောက်ထားရင်တင်ဘေရောမှထမင်းငတ်မှာမဟုတ်တော့ပါဘူး technical skill ဆိုတာလက်တွေ့ကြတဲ့ကျွမ်းကျင်မှုတခုပဲဖြစ်ပါတယ်သင်က skill တခုခုကျွမ်းကျင်ထားရင်ဘယ်နေရာရောက်ရောက်ငွေရှာလို့ရပါတယ်လူငယ်တွေအနေနဲ့ပထမဆုံး technical skill တခုခုကိုကျွမ်းကျင်အောင်လုပ်ထားဖို့တိုက်တွန်းပါတယ်။မိမိစိတ်ဝင်စားတဲ့ပညာရပ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။ number 2 people skill လူတွေနဲ့ပုံတင်ဆက်ဆံတဲ့အခါလူအပ်တဲ့ပုံတင်ဆက်ဆံရေးစွမ်းရည်တွေကိုဆိုလိုတာပါ။ပြောနေကြစကားတခုရှိပါတယ်။လူကြောဟာ ရွှေကြောပါပဲလေ။ people skill ဆိုတာ လူကြောနဲ့အရေးချင်းတစ်ခုပဲဖြစ်ပါတယ်။လူတွေနဲ့အဆင်ပြေအောင်ပုံတင်တတ်တဲ့စွမ်းရည်လေးဖြစ်ပါတယ်။လူတွေအကြောင်းကောင်းကောင်းပြီးထားဖို့လိုအပ်ပါတယ်။ပြန်ပါပဲလို့လို့လူတွေနဲ့အမြဲတမ်းထိတွေ့ဆက်ဆံနေရမှာပဲဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လို့ဝန်ထမ်းပဲလုပ်လို့လူတွေနဲ့အမြဲတမ်းပြောဆိုဆက်ဆံရမှာဖြစ်ပါတယ်။ဒါကြောင့် ပေါင်းတဲ့ဆက်ဆံရေးပညာကျွမ်းကျင်အောင်လေ့လာပတ်မြောက်ထားဖို့လိုအပ်ပါတယ်။နံပါတ်3 Money Skill ဒါကတော့ငွေကြေးပညာရပ်ကိုကျွမ်းကျင်ထားဖို့ပြောချင်တာပါ။လူတိုင်းဟာငွေနဲ့ပတ်သက်နေပါတယ်။ငွေကိုခိုက်တိုက်ရင်အမတန်အကျိုးရှိပါတယ်။ငွေကြောင့်ဘဝပြတ်သွားတဲ့သူတွေရှိတယ်လို့ငွေကြောင့်ပဲဘဝ ိုးတက်လာတဲ့သူတွေလည်းရှိပါတယ်။ငွေချတာတော်ဖို့လိုတယ်လို့ငွေကြီးပညာကျွမ်းကျင်ပတ်မြောက်ထားဖို့လည်းလိုအပ်ပါတယ်။ပိုက်ဆံကပစမပါပေမဲ့အရန်ကိုစကားပြောပါတယ်။ငွေကြီးကိုကောင်းစွာစီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်။ငွေမရှိဘဲဘဝရည်ပြီလို့မရပါဘူး။ငင်ကငွေရှာသူတယောက်ဖြစ်ခဲ့ရင် ်တင်ရငွေချေကိုဘလို့စီမံခန့်ခွဲတယ်လို့ဆိုတာမိမိကိုပြန်လည်ဆန်းစစ်ပါချမ်းသာတဲ့သူတိုင်းဟာငွေချေစီမံခန့်ခွဲမှုလုပ်ကြပါလေလူတွေကတော့အလုံးကောင်းရဖို့ပဲအာယုံစိုက်တတ်ကြပါလေငွေကိုကောင်းစွာစီမံခန့်ခွဲဖို့မိနေတတ်ကြပါလေတကယ်တော့ငွေရှာတာရောငွေကိုစီမံခန့်ခွဲတာရောဒီကြံဖို့လိုအပ်ပါလေ ဒီ skill ကိုခုဖြစ်တဲ့ technical skill people skill money skill ဒါတွေဟာတင်ပေါ်မှာတကယ်ကိုအရေးကြီးတဲ့အရာတွေနေဖြစ်ပါတယ်အခုလောဆုံးဖြည့်ချိရှုပ်ပေးတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ် see you in the next video